British အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel ကနေပြန်လဲကြွဆွလိုက်ပါရှင် British တွေကုဒကတင်ဆက်ပေးမယ့်တရေကြောင့်လည်းကတော့တရုတ်ဆောင်မင်းသားရဲ့တိုက်ရဲအစိမ်းမကောင်းစရာတရေတွေပဲဖြစ်ပါရယ်မင်္ဂလာပါ British တွေတရုတ်ဆောင်မင်းသားရဲ့တိုက်လို့ပြောလို့ရှိရင်တော့မြန်မာနိုင်ငံမှာသူကိုမတည်တဲ့သူမရှိပါဘူးနော်မွေးရေးစေဝါမှုနဲ့နေရှင်ထောင်တန်းချမှတ်ခံထားရတဲ့တရုတ်ဆောင်ရဲ့တိုက်ဟာဆိုလို့ရှိရင်အခုချိန်ထိပြန်လည်လွတ်မြောက်လာခြင်းမရှိသေးပါဘူး တရုတ်ဆောင်ရဲ့တိုက်ကအပြည့်နဲ့လွတ်မြောက်လာခြင်းမရှိသေးတာကိုဗြိတိသျှအားလုံးကလည်းစိတ်မကောင်းဖြစ်နေကြရလည်းဖြစ်ပါရယ်။သူကိုပြန်လွတ်မယ်လို့တရင်တွေတက်လာပေမဲ့လည်းတကယ်တမ်းကျတော့ပြန်မလွတ်သေးပါဘူးလို့သိရပါရယ်။တရုတ်ဆောင်မင်းသားရဲ့တိုက်ဟာရခိုင်ကပြန်လည်လွတ်မြောက်ပြီးဘဝကိုအတိတ်ကနေပြန်ဆက်ကရုပ်ရှင်လောကထက်ကိုဝင်ပြီးပြန်လည်အခြေချဖို့ကြိုးစားခဲ့ပေမဲ့2021နိုင်ငံရေးအပြောင်းလဲဖြစ်ပြီးဆန္ဒပြပွဲတွေမှာပါဝင်ခဲ့တာဖြစ်ပါရယ်။ ပြည်သူတွေနဲ့အတူတတားကျဲရည်တည်ခဲ့တာဖြစ်ပါရင်မင်းသားရဲ့တိုင်ဟာတလနီပါပါရှစ်ထွက်ပြီးဆန္ဒပြရကနေအဖမ်းခံရပြီးပုံမှန်အမျိုးမျိုးတက်ကတရားစွဲခံရတာကြောင့်ယနေ့အချင်းချင်းပြန်လည်လွှမ်းမြောက်ခွင့်မရရှိခဲ့သေးတာဖြစ်ပါရင် သူဟာအနုပညာလောကထဲမှာစတင်ဝင်ရောက်တဲ့အချိန်ကစားဆိုရင်ပရိတ်တအများဆွေးအားပေးမှုကိုရရှိပိုင်ဆိုင်ထားတဲ့သူဖြစ်ပါရယ်အထူးသဖြင့်မင်းကလေးပရိတ်တကပို့ပို့ပြီးနှစ်တက်ကြပြီးအခိုင်အမာအပိကကြလည်းဖြစ်ပါရယ်သူရဲ့အနုပညာကြီးဟာလည်းအလွန်မြင့်မားသလိုထိတ်တန့်မင်းသားမင်းသမီးတွေနဲ့အတူစကားပေါင်းများစွာကိုလည်းရိုက်ကူးခဲ့ရတာဖြစ်ပါရယ်မင်းသားရဲ့တိုက်ကတော့သူရဲ့အနုပညာလုပ်ငန်းမှာအထူးထက်ကိုရအောင်အောင်မြင်မှုတွေရရှိနေတာကြောင့်လူငယ်သူဘဝသူအရှောင်းအောင်မြင်မှုတွေကိုရရှိမထိတ်သိမ်းနိုင်ခဲ့ပါဘူး အောင်မြင်နေစမှာပဲဘေးကလူတွေရဲ့ဝိုင်းမြောက်မှုကြောင့်မလုံတဲ့နဲ့မွေးစင်းဝါလူဟာမျိုးတုံဆွဲမိတာကြောင့်အဖန်ခံခဲ့ရပြီသူ့ဘဝရဲ့ပထမဆုံးအမဲဆက်ဖြစ်ခဲ့ရတာဖြစ်ပါရယ်မင်းသားရဲ့တိုင်ဟာတယောက်ဆောင်တဲ့အလွန်ကောင်းပြီးပြည်ပြနာဖြစ်ပါရယ်အထူးသဖြင့်သူ့ရဲ့အယောက်ကြားပေးတဲ့ရုပ်ရည်နဲ့ဟိုစာစင်မှုအပိုင်းဟာလည်းမြန်မာပြည်ကမင်းသားရဲ့ထံမှာ KM လွန်မီခဲ့တဲ့သူဖြစ်ပါရယ်မင်းသားရဲ့တိုက်တရားတို့ချို့တရင်တွေရာချောင်းထဲမှာပဲအလုံးကျန်တွေလှုပ်နေရကြောင်းသိရှိရပြီးကျမကြီးလည်းအလွန်ဆိုးဝါးလာကြောင်းသိရှိရပါတယ် ဒါပြင်စစ်ကူတမှုလည်းမရှိခဲ့ကြောင်းသိရှိရပါတယ်။ဒါကြောင့်တရုတ်စာမင်းသားရဲ့အတိုက်အကျဉ်းချောင်းနဲ့မလွမြောက်ခင်အကျဉ်းထောင်ထဲမှာတခုခုဖြစ်သွားမှာပရိတ်တွေအလုံးကအစိုးရပူပန်နေခဲ့ကြတယ်ဖြစ်ပါရယ်။ဟုတ်ကဲ့ပါပရိတ်တွေရေပရိတ်တွေချစ်ခင်အားပေးခဲ့ကြတဲ့တရုတ်စာမင်းသားကြီးရဲ့အတိုက်အမြန်ဆုံးလွမြောက်နိုင်ပါစေလို့ဆုမွန်ကောင်းကြောင်းပေးနေအကြောင်းတင်ဆက်ပေးမှုကျွန်မပဲရှင်းနာခုပြပါရှင်။ပရိတ်တွေများလုံးပဲရှင်းလင်းရှင်းလင်းကြပါစေရှင်။